အားလုံးပဲမင်္ဂလာပါရှင်။ရောပဒေတာ channel မှာကြိုဆိုလိုက်ပါရစေ။ဆ iam ကျူးရဲ့တက်တန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါရစေရှင်။တက်တန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာအပိုင်းကိုခင်လွန်းဆက်။နင်တို့အိမ်မှာအားကိုးစရာယောက်ျားလေးရဲ့လို့မရှိတော့နင်ယောက်ျားယူဖို့စဉ်းစားတော့လွန်ငယ်။တွေးတွေးဆဆအမူအရာဖြင့်ခင်မောင်ထွေးကတီတီကြီးပြောသည် ခင်မောင်ထွေးသည် အခုအခါလွန်ဆက်တို့အိမ်မှာကရန်ခုံနန်းကစားသောကောင်လေးမဟုတ်တော့ပြီရှစ်တန်းကြသည်နှင့်ចောင်းဆက်မတက်တော့ပဲမိဘလက်ငုတ်တောင်သူအလုတ်ကိုလောက်ကင်နေတော့သဖြင့်အသားရည်ညိုမဲကလူကလည်းခွန်အားပလာဖြင့်ထောင်ထောင်မောင်းမောင်းဖြစ်လာသည်ငါကဘသူ့ကိုယူရမှာတော့ငါ့ကိုလေဘာလွန်ဆက်ဤလက်ကအမြန်သည်လက်ထဲကမြေကြီးခဲဖြင့်လွှဲပေါက်ပစ်လိုက်ဤအချက်မရှိတဲ့ကောင် ခင်မောင်ထွေးကတဟားဟားရေသည်စတာလားတကယ်အတီပြောတာလားဆိုတာလွန်ဆက်မဝေခွဲတတ်သို့တော့သူ့စကားကြောင့်ဘယ်တော့မှမစင်စားမိတော့အိမ်ထောင်ပြုခြင်းဆိုသည့်ကိစ္စကခေါင်းထဲသို့ဝင်လာသည် အမေရောက်ကြာอยู่သည့်အချိန်ကအမေအသက်24နှစ်တက်အခုလွန်ဆက်အသက်က16နှစ်ပဲရှိသေးသည်တစ်ချိန်ချိန်မှာတော့ရောက်ကြာอยู่ဖြစ်မလားမသိပေမဲ့အခုများဖြင့်ယူခြင်းစိတ်မရှိပါဘူးအထူးသဖြင့် ခင်မောင်ထွေးနင့်ကိုငါမယူချင်ပါဘူးမိမတယောက်ဖြစ်ပေမဲ့ယောက်ျားတယောက်လိုတန်းတူဘာဖြစ်လို့မလုံနိုင်ရမှာလဲငါလောက်မှာပေါ့အမေဒီအမေကြီးထားခဲ့သည့်ရာကွက်ကိုဆက်လုပ်ချင်တော့လဲရက်ကန်းရက်သည့်လက်သည့်ရာထွန်သည့်လက်မဖြစ်နိုင်ပေမိမသားတယောက်ထဲမှတင်းငါးကို အားကိုရသည်အမေကဘသူ့ကိုမှစကားကိုမမထန်ထန်မပြောတတ် အားလုံးကိုကိုနှင့်တန်းတူဆက်ဆံတတ်သည်ပြီးတော့အမေဒီ ရက်ကန်ဒီဇိုင်းအစဉ်ကိုသာတီထွင်ဖန်တီးတတ်ပေမဲ့ဒုတိယဦးအရေးအကဲကိုတော့မခက်တတ်ပေထို့အခါအမိယာသည်အထွက်နေတော်သည် မိုးမမှန်သဖြင့်တီးနံမအောင်သည့်အခါအကျွေးပါအတင်ကျင်လာသည်တစ်စိအကျွေးကို ရက်ကန်ရက်လို့ရသည့်ငွေဖြင့်ပြန်ဆက်ရသည်ဒီကြားထဲကန်ဆိုးကျင်တော့အမေကြီးဤနွားလေးရွှေနီအခိုးခံရသည်ညဝရီရွာလေးသည်ကြောင်ကြသဖြင့်နွားခိုးသည့်အမှုတွေမကြာခဏဖြစ်သည် ဖြစ်လိုက်သမျှလည်းပြန်မိသည်ဟုမရှိနွားခိုးသူတို့ကရွာခက်လန်းလန်းရှိလူသူကင်းဝေးသော ရှို့သေးသို့နွားတွေကို မောင်းသွင်းကြသည်ဟုဆိုသည်ရွာသည် အရှိအနောက်တကားတွေနှင့်အခိုင်မာကာယံထားခဲ့ပါရဲ့သို့သောနွားခိုးတို့သည်ဘလိုလင်မြန်မှုမျိုးဘလိုပန်းနှံ့မှုမျိုးဖြင့်ခိုးခိုးသွားသည်မသိရွာထဲကနွားတွေခဏခဏပါသွားသည်တခုတော့ရှိရပါ့လေ ရွာဆိုတော့လေဝင်းထရံအခိုင်မာကြီးတွေအုတ်တိုင်းကြီးတွေတော့ဘယ်ရှိမလဲသို့တော့ကာယန်ထားသည့်တမ်ပလက်တွေကအခိုင်အမာအစီရီချာမလက်အောင် စနစ်တကျပါပဲခြံတကားကရောတဲ့ခြံတကားကလည်းအထက်အောက်ဝါဒန်းနှစ်တန်းမှာတမ်ပလက်ကိုဒေါင်လိုက်အစီအပိတ်ရိုက်ထားတာပါပဲထို့ပြင်နွားတွေကိုတင်းကုန်မှာတိုင်မှာအသေးချာခြီးပြီးတိတ်တာပါပဲ နွားခိုးသည့်လူတွေကဘာနီးတွေသုံးသည်မသိအိမ်မွေးချသည့်နီးတွေများသုံးသလားရွာထိတ်ကဥဆန်ဖေဆိုရင်သူ့နွားကိုလူလာဆွဲလျင်နိုးအောင်လို့တဲ့နွားကိုခြိထားသည့်ကျိုးစတစ်ဖက်ကိုသူ့ချိန်မမှခြိပြီးအိတ်တာတဲ့သို့တော်သူ့နွားလည်းပါသွားတာပါပဲသူနိုးလာသည့်အချိန်မှာသူ့ချိန်မမှကျိုးကခြိလျက်တာနွားကိုခြိသည့်ကျိုးအစကိုတော့နွားတင်းကုတ်ကတိုင်မှခြိပေးခဲ့တဲ့ကောင်းရော ူများဖြစ်သည့်အချိန်မှာငိုအားထက်ရေအားတန်ရလေသည်သို့သောဒေါ်လွန်းမယ်ဤနွားအခိုးခံရသည့်အခါမှာတော့လွန်းဆက်လည်းမရည်နိုင်ဒေါ်လွန်းမယ်လည်းမရည်နိုင်မိမသားတွေဆိုတော့နွားကိုဘလို့လိုက်ရှာရမှန်းမသိစိန်ကောင်းကိုတိုင်းပြီးတော့ယာရင်ကောင်းကိုထက်တိုင်းနောက်တော့အမေသည်စတုဒ္ဓတန်းအထိခေပညာအောင်ထားသူဖြစ်ပါလျက်နွားပြောက်တာကိုနက်မေးအောင်မတဲ့အမေရဲ့နွားကိုခိုးတဲ့သူကခိုးသွားပြီ ပလိကမှရှာလို့တွေ့မှာပေါ့ မေနဲ့ကဘယ်မှာရှိလို့တုံးဘလို့လှုပ်ပြီးရှာပေးมาတဲ့တုံးအမေချမ်းတောင်ချေမှာရှိသောရွာကလေးမို့အမေချမ်းကရွာကိုစောက်ရှောက်သည်ဟုအမေကြီးကယုံကြည်တာထားလိုက်ပါတော့အမေကတော့အသားကိုယုံလိုက်မည်ဟုလွန်ညီမကမထင်ခဲ့မီအမေကခက်ရှက်ရှက်နဲ့ပြုံးသည်ရလို့ရညာပေါ့အေးတဲ့ရွာမာကလည်းနွားပြောက်လင်းနဲ့မေးကြတာက ထုံးစံလို ဖြစ်နေတာကိုအိမ်အနီးအနားမှာနဲ့မေးတာကိုတော့လွန်းလို့ညီမမြင်ဘူးတွေ့ဘူးပါသည် အဝတ်တွေဖိုးယိုဖားရဝတ်ပြီးအမေချမ်းအမေချမ်းကိုတပြီးကခုံရတာကိုလည်းတွေ့ဘူးပါသည်တခါတလေတော့နွားကသူ့ဟာသူအိမ်သို့ပြန်ရောက်လာတာရှိတဲ့ဟုတ်လားမဟုတ်လားတော့မသိရွှေနီကတော့အိမ်ကိုပြန်မလာတော့ပါ ရွှေနီမရှိတော့သည့်အတူတူကြံသည့်ရွှေဝါကိုပါရောင်းပြစ်လိုက်သည်သမီးတွေအတွက်ចောင်းစရိတ်ရတာပေါ့တဲ့နွားမရှိတော့သူများနွားကိုငှားပြီးထုံရသည့်အတွက်ဇရိတ်ထောင်းပြန်သည် တခါတရံခင်မောင်ထွေးကတော့သူ့အမေမသိအောင်လွန်းဆက်ကိုကူညီပြီးရှာထွန်ပေးသည်အမလီမလုပ်ပါနဲ့လွန်းဆက်အတင်းညင်းရသည်ခင်မောင်ထွေးအမေကြီးကအလွန်အပေါက်ဆိုးသည်အဆူအဆဲကျန်းသည်ခင်မောင်ထွေးကိုလိုချင်ရင်တော့သူ့အမေကြီးကိုရောက်မှမတော်ချင်တာနဲ့ခင်မောင်ထွေးမိမ့်မရမှာမဟုတ်တရွာသူကိုယူချင်ရင်တော့ရမှာပေါ့တရွာထဲနေမိန်းကလေးတွေကဘယ်ယူလိမ့်မတော့လွန်းဆက်တို့ညီမအတင်းပြောရေမောကြသည် အားကိုးဖို့တတ်တတ်ဖြစ်တော့ယောက်ျားမယူချင်ပါအချစ်ဆိုတာလေလူသေးသည်မဟုတ်လားဒီခေတ်ကတမိပြိုတွေသည်အရင်ကလိုမိဘပေးစားတာယူရမည်ခေတ်မဟုတ်တော့ပါလွန်းဆက်နှင့်လွန်းမြက်ညီမတွင်လွန်းမြက်ကခြေမွေးမိမလောင်လက်မွေးမိမလောင်ចောင်းစာတစ်ခုတည်းကလွဲပြီးအိမ်လောက်ကိုဘာမှဖြစ်ဖြစ်မြောက်မြောက်မကူညီနိုင်လွန်းဆက်ကနေပူဆက်ခါရာတဲ့ကိုင်းနေရွာပြင်ထင်းကောက်သွာလာလှောက်ရှားနေရသဖြင့်အသားရေကလွန်းမြက်လောက်မဆိုးပြေနိုင် လွန်မြက်သည်ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်ပြီးဂုံလူတပါတာတောင်ပါလိုက်သေးသည်လွန်ဆက်ကအမအတွက်ဂုံယူမဆုံးတော့ပေတာမိအပင်ပန်းခံရကြိုးနဲ့လေသည်ဟုဂျင်းနက်ကစာတော်သောအမကို ကြည်မဝအထင်ကြီးဝေးမဆုံးတက်ကသူဆက်တက်ပါငါသမီးရဲ့မဟုတ်ဘူးကျမအလုပ်လုပ်ရင်တက်မယ်လေဒီနှစ်ကစပြီးစာရွေးစာပေးစာယူနဲ့တက်လို့ရတဲ့တက်ကသူပညာရေးစနစ်ဖြစ်လာပြီအိမ်မာနေရင်စာပေးစာယူနဲ့ဖွဲ့ရအောင်လုပ်မယ်အမ နေမန်းကလေးမှသွားပြီးကြောင်းမတက်ချင်ဘူးလားယင်လွန်ဆက်ကအဖေကို စိတ်ထဲမှာတတိယသဖြင့်မေးကြည့်သည်ဘာဖြစ်လို့မန်းကလေးမှတက်ရမှာလဲလွန်မြက်မေး၏မပြောတော့ပါဘူးဟုစိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့်အဖေကိုရှာဖို့ဟုလွန်ဆက်ဖွင့်မပြောဖြစ်ပါမန်းကလေးကမန်းကလေးဖြစ်နေလို့ပေါ့ဟာလွန်မြက်ကလည်းဖွင့်မပြောပင်မဲ့မန်းကလေးဆိုတာကိုတတိယပါသည် အခုချိန်အထိမျောလင်းချက်ကမပြေသေးတာမို့အဖေကိုတွေ့လေမလားဟု ရှာဖွေခြင်းမသေးသည်ပျောက်တော်သူရှာရင်တွေ့ဟုသကပုံရှိရလဲမှန်ပါသည်သို့တော့ပုံနေသူကိုရှာရတာ ပိုခက်ခဲလေမလားចောင်းစည်းအတွက်မပူနဲ့မှငါရှာနိုင်တယ်နင်တယောက်တည်းဆိုပင်မန်းမှာပေါ့မပင်မန်းဘူးငါလုံနိုင်တယ်နင်ကမန်းကလေးသာចောင်းသွားတတ်ပါဟာလုံးမြတ်တက္ကသိုလ်ចောင်းသူဖြစ်ချိန်တွင် လွန်းဆက်ကကိုရန်ဆက်မတက်တော့ပဲចောင်းထွက်လိုက်သည် အမေပင်မမ်းမှန်းသီးလို့အမေကိုကူညီနိုင်ဖို့ပေါ့ဟုတ်တယ်လေသမီးနှစ်ယောက်မှနှစ်ယောက်လုံးကြောင်းတက်နေတော့အမေဘဲတက်တာတော့မလဲလွန်မြဲဤကြောင်းစရိတ်နဲ့မိမိတို့သားမိစားစရိတ်အတွက်ယောက်ျားလေးတယောက်လိုအလုံးလုံးဖို့ကတခုတည်းသောနီလန်းဟုလွန်ဆက်သဘောပေါက်လိုက်သည်ရက်ကန်အလုတ်တစ်ခုတည်းဖြင့်သမီးတယောက်ကိုတက်ကတူကြောင်းစရိတ်မထောက်ပံ့နိုင်ပေအထယ်ဆိုရင်လက်ခကမဖြစ်စလောက်တာအမေစိတ်ကြိုက်ရထားသည့်ရက်ထယ်တွေကြတော့ရွာမှာအယောင်းမသွက် ဆေးကအစကိုတိုင်အထက်ထက်ဆိုပြီးအယောင်အသွေးအစင်အကွက်အနုစိတ်လွန်ပြီးတမိုးကြီးသောကြောင့်ဖြစ်သည်စိတ်ကူးဖန်တီးသည့်အမျိုးမျိုးသောဒီဇိုင်းတို့ကို စိတ်ရှည်ရှည်ပုံဖော်ရက်လုတ်ခြင်းအတတ်ပညာသည်သာအမေနှင့်လိုက်ဖက်ပါသည်လွန်းဆက်ကအမေကိုအရိပ်အကဲကြည့်နေတာမို့နားလေသည် ရွှေစပယ်ဖြူနှင့်မိုးဆက်သက်သန်ခြုံဆောင်နှစ်ထဲကိုတိပြီးကလေးက အမေသည်ရွာအကြိုက်နှင့်မကိုက်ညီပဲမြို့အကြိုက်နှင့်သာကိုက်ညီသည့်လက်ရာရှင်ဟုလွန်ဆက်သည်သည် အမေအတွက်ဈေးကွက်ရှာပေးနိုင်လင် ကောင်းမည်ဟုစိတ်ကူ၏မြို့သို့သွားရောက်ဖို့ဖောက်တယ်ရှာလင်ကောင်းမလားလောလောဆယ်တော့လွန်ဆက်သည်သည်မြို့သည် မြင်းချံမြို့သာဖြစ်သည်သို့သောမြင်းချံဈေးကွက်ကိုတိုးနိုင်ပါမလားမြင်းချံတဝိုက်ရွာတွေကထွက်သည့်ရက်ကန်းထယ်တွေကနမဲကြီးသည်ဈေးချိုချိုဖြင့်ဈေးခိုင်သောကြောင့်ဖြစ်သည် အစင်အကွက် ရိုးရိုးပုံမှန်ပေါ့အမေလိုခမ်းနားသည့်ဆောင်လက်ရာမျိုးတော့ရှိမည်မထင်ပါလွန်းဆက်ယုံကြည်သည်တခါလောက်စူးစားကြည့်တာမမားနိုင်ပါဘူးဟုလွန်းဆက်တွေးသည်တခါလောက်စူးစားကြည့်တာမမားနိုင်ပါဘူးဟုလွန်းဆက်တွေးသည်လွန်းဆက်နမီတော်မမေးလိုက်ရတော့ပွဲစားခြင်းနှင့်ပွဲကြော်ကိုသတိရသွား၏သူတို့ကအဖေကိုတံမိုးတိကြပုံပေါ်သည်သဘောကောင်းသည့်စိတ်ရင်းအခံဖြင့်ဂိယူနာတရားရှိသူတွေပါ အစင်တန်းခွဲခြားပုံလည်းမရှိပါသူတို့ဤသားကရောစောင့်ကြွားကြွားနိုင်သည့်ကောင်းလေးသူ့နာမည်ဘယ်သူပါလဲသူ့မိကသူ့ကိုဘလို့နာမည်ခေါ်လိုက်ပါလဲမဟုတ်ဘူးနာမည်မခေါ်ဘူးလူလေးတဲ့သူတို့ပွဲုံကပဲနှမ်းအတီးအနှံချီထဲဆောင်နဲ့ဘာမှမဆိုင်ဘူးအိုးအဲ့ယူလာတဲ့သူတွေစိတ်ဝင်စားခြင်းဝင်စားမှာပါလွန်ဆက်သည် စိတ်ပိုင်းဖြတ်လိုက်သည်အလောက်အားသည့်ရက်တွင် အခွန်ချွတ်ပြီးသားမြေပဲတပြီပြီးတော့အမေ့နဲ့ရာတွေထဲကအနှိမ့်ဆုံးအဖြစ်အယောင်ပြေပြေလှလှပပလွှာချင်းခြီဆောင်စင်းအလက်စားအဖြစ်လေးလွှာလေးလွှာရရသည့်မှန်ကူကွက်စင်ခြီစုတ်ခြီချောဆောင်တန်ကွင်းဆက်စင်ခြီတပတ်ချောချောစသည်တို့ကိုစုပေါင်းကခြီချမ်းလွယ်အကြီးသေးတို့ထဲသည်ပြီးတော့မြင်းချံတို့ဥတီတော်သည် နှစ်တွေကြာသွားတော့လေရွှေစင်ရောပွဲယုံကိုလွန်းဆက်ရှာတတ်ပါသည်အရင်လိုပဲပွဲယုံမှာလူစီကားနေစေဒီတစ်ခါတော့ပွဲယုံဝင်ဝင်ချင်းခေါင်းရင်းစပွဲမှာထိုင်နေသူကရွှေသူကောင်လေးတယောက်သူ့ကိုလွန်းဆက်မှတ်မိပါသည်အော်ဒီကောင်လေးတောင်ဒီစပွဲကိုထိုင်ပြီးအလုံးလုံးနေပြီလားဟုတ်မှာပေါ့ငါလဲအမေအလုပ်တွေကိုကူလုံနေရပြီလေသူကြည့်ရတာအာယုံစူးစိုက်ပြီးအလုံးရှုံနေပုံရသည် ။ဇပွဲပေါ်မှာလဲကြစာအုပ်နှုတ်ဖြန့်ထားပြီးသူ့လက်ထဲမှာခဲတံတစ်ချောင်းကိုကင်ထားသည်။သူစာရေးမနေပါ။စာမျက်နှာတွေကိုငုံကြည့်နေသည်။သူ့ကြည့်ရတာအာယုံစူးဆိုင်ပြီးအလုံးရှုံနေပုံရသည်။ဇပွဲပေါ်မှာလဲကြစာအုပ်နှုတ်ဖြန့်ထားပြီးသူ့လက်ထဲမှာခဲတံတစ်ချောင်းကိုကင်ထားသည်။သူစာရေးမနေပါ။စာမျက်နှာတွေကိုငုံကြည့်နေသည်။ပွဲစားကြီးကိုလည်းမမြင်။ ပွဲကြော်ကိုလည်းမမြင်ပွဲယုံတစ်ခုလုံးလူတွေများတော်လဲမိမိမျက်မှန်တမ်းမိသူကသူတယောက်တည်းတခြားလူတွေကိုကိုယ်ပတ်ရှောင်ပြီးသူ့စီတို့တက်တက်ဥတီပြီးရှောက်သွားလိုက်ပါသည်သူ့စပွဲနာရောက်သည့်အထိသူမော့မကြည့်တော့တစ်ချက်ချောင်းဟန့်လိုက်သည်ချောင်းဟန့်တန်ကအတန်မကျဲပဲတိမ်တိမ်လေးဖြစ်သွားသည်ထို့ကြောင့်စကားဖြင့်ထပ်ပြီးနှုတ်ဆက်လိုက်သည်ကျမမြဝရီရွာကလာခဲ့တာပါ ူမော့ကြည့်သည်သူ့မျက်လုံးသည်လွန်းဆက်လွယ်ထားသောဖောင်းကားနေသည့်အဝတ်လွယ်အိတ်ကြီးကိုတလက်ချွေးဆုနေသောမျက်နာကိုတလက်ကြည့်နေပြီးမှပြုံးယောင်ယောင်ဖြစ်လာသည်မှတ်မိပါတယ်ထိုင်ရမထငါဟုလည်းမပြောကျွန်တော်ဟုလည်းမတုံပဲခတ်ဝါဝါပြန်ပြီးအတိမတ်ပြူပါသည်ဘာကိစ္စရှိလဲအဖေကိုပြန်တွေ့ပြီလားမတွေ့ပါဘူးရှာလဲမရှာတော့ဘူးကျမအမေရက်တဲဆောင်တွေကိုလာပြတာ တကယ်လို့များကြိုက်တဲ့သူရှိရင်ရောင်းရအောင်လို့ခြီချမ်းလွယ်အိတ်ထဲကခြီထဲဆောင်များကိုထုတ်ဖို့ဟန်ပြင်လိုက်စင်မှာ သူကလက်ကာပြပြီးတားသည်ဒီပွဲယုံကဆောင်မယူဘူးနှမ်းတို့ပဲတို့လွန်းဆက်သူ့ကိုဆက်ခနဲငုံကြည့်လိုက်သည်သူက အခုချိန်ထိစပွဲနောက်ကကလထိုင်မှာစမတ်ကြကြထိုင်နေတော့ချမသိပါတယ်ဒါပေမဲ့တည်ရင်ဆောင်းဆိုင်တွေကိုသွားပါလား ဒီမှာအလုပ်တွေအများကြီးပဲမဟုတ်ဘူးလေဒီလာတဲ့ကုံတွေတွေတဲကစောင်းကိုလိုချင်တဲ့သူရှိချင်ချင်မှာပေါ့လွန်းဆက်ကသူတားနေရက်နဲ့အိတ်ထဲကအလှဆောင်စောင်းတထဲကိုဆွဲထုတ်ယူလိုက်သည် ရှားရောင်နဲ့အသားရောင်ကိုအဝါဖြော့ရောဆက်ပြီးအကွက်ဖော်ထားသည့်စောင်းပါဒီစောင်းရဲ့အစဉ်ကမှန်ကူကွက်ဆောင်လို့ခေါ်တယ်လက်ရက်ကန်းနဲ့ရက်ထားတာရက်ကန်းနဲ့လေးလွားနဲ့ရက်ထားတာတိလား တိတ်လက်ဝင်နေဒီဆောင်မလှဘူးလားအလိုက်မသိဘူးကဲ့ရဲ့ခြင်းကဲ့ရဲ့ကိုသိစေချင်တာကိုတော့တစ်ဖက်လူသိအောင်ပြောမှဖြစ်မည်သူကတော့လှသည်လည်းမပြောမလှဘူးလည်းမပြောထိုင်ရမှလည်းမထားဈေးရှိမြောက်တော့မှဥကံကောင်းနဲ့စိုင်ကြီးရှိတယ်ဆောင်းချင်အောင်ခေါင်းအုံးတွေလက်လီလက်ကားရောင်းတာအဲ့ဆိုင်ကိုသွားလိုက်ပါပြီးတော့သူငုံကြည့်လက်ဆစာမျက်နာကိုပြန်ငုံကြည့်နေတော့သည် သူ့ရှေ့မှာလွန်းဆက်တယောက်လုံးမတက်ရက်နေတာကိုမေ့သွားတယ်လို့ပဲဟင့်အင်းမဟုတ်ဘူးမေ့သွားတဲ့ပုံစံတော့မဟုတ်ပါသူ့ပုံစံကြည့်ရတာအတင်းမျက်နာလွှဲထားသည့်ပုံစံဖြင့်မတီမငိမ်ကြီးပါလွန်းဆက်နောက်ဖက်သို့ဝင်သည့်တကားရှိရာသို့လှမ်းကြည့်သည်ကန်ဆိုးခြင်းတော့ဘသူမှလူရိပ်လူချိန်မတွေ့ဒီခန်းထဲမှာရှိသမျှလူတွေကလည်းယောက်ျားတွေကြီးပဲတွေနှမ်းတွေပဲစိတ်ဝင်စားနေသည့်ပုံသို့တော့စမ်းကြည့်ရမှာပဲ။ လွန်ဆက်ဆောင်ကိုလက်မောင်းနဲ့ပခုံးပေါ်မှာအခောက်ပြေပြေအတိုင်းဖြန့်တင်လိုက်ပြီးလူတွေရှိရာသို့လှမ်းအော်လိုက်သည်လက်ရက်ကန်းဆောင်လှက်လာတွေတွေပါတယ်မြောက်ရီမှာလက်နဲ့ရက်တဲ့ချီဆောင်စစ်စစ်တွေပါကြည့်ကြမလားပြို့သူ့တန်ကိုသတိထားမိပြီးလူတွေအကုန်လုံးလှုပ်လက်ဆပြောလက်ဆကိုချထားပြီးလှမ်းကြည့်ကြပါသည်လွန်ဆက်နှုတ်ခမ်းနှစ်ခုကိုအတက်နိုင်ဆုံးဘေးသို့ပြန့်အောင်ကြိုးစားပြီးရေပြလိုက်၏တထယ်မှ၁၂ကျက်သေးပါ ၁၂ချက်ဆိုသောငွေသည်မြဝရီများမြဝရီမှသာများပင်မဲ့ငင်းချံမှာတော့မများလောက်ပါ။နောက်ပြီးဒါကအမေကိုယ်တိုင်ဘိုင်းငင်ချီချပြီးစိုးစိတ်အပါဝင်အစအဆုံးကိုယ်တိုင်အိမ်မှာအပီးစီးလှုပ်ထားသည်ဆောင်။ဘလောက်ပင်မန်းခက်ခဲသည်ဆိုတာလွန်ဆက်အသိဆုံးပါ။တယောက်ယောက်ကဈေးလျှော့ပါအောင်ဆိုရင် လုံးဝလျှော့မပေးဖို့လွန်ဆက်ဆုံးဖြတ်ထားသည်။သို့သောလွန်ဆက်ဤဆောင်ကိုပွဲရုံထဲမှာရှိနေသောယောက်ျားတွေတယောက်မှစိတ်ဝင်စားဟန်မပြပါ။ ဈေးစစ်ဖို့လဲစိတ်ကူးရှိပုံမရပါလွန်းဆက်စီမအာယုံကိုသူတို့ပြောလက်ဆလှုပ်လက်ဆအလုပ်တွေစီပြန်လွှဲယူသွားကြသည်တေပါတော့ငှနဲ့နော်ကောင်လေးကိုပြန်ငုံကြည့်လိုက်တော့ကောင်လေးသူ့ကိုမော့မကြည့်စားအုပ်ထဲမှာအာယုံစိုက်နေသလိုဇွတ်အတင်းကြီးလှုပ်ယူနေသည်သူရေချင်နေလေသလားလွန်းဆက်တက်ခေါက်ပြန်ရတော့မလားဟုတွေးသည်သို့တော့နေအောင်ဇွဲမလျှော့နဲ့အောင် ိုကိုကိုမန်တင်းလိုက်၏ပွဲစားကြီးနဲ့ပွဲကြော်ရောမရှိဘူးလားဗျကောင်လေးကမော့ကြည့်လာသည်မရှိဘူးကဲဇလန်းကတော့ပြက်ပြီဒီတစ်ခါတကယ်ပဲနောက်ဆုတ်ရတော့မည်သို့တော့စိတ်ကူးတစ်ခုပေါ်သွားပြီးအိတ်ထဲမှတပတ်ဆောင်လေးကိုထုတ်ယူလိုက်၏ဟောဤတပတ်ဆောင်ကတွာချင်းရက်တာမဟုတ်ဘူးဗျလေးလွားရက်ထားတာအစင်လေးကမလှဘူးလားဒါကိုတန်ကွင်းဆက်အစင်လို့ခေါ်တယ် ောင်လေးကစိတ်မရှိတော့သည့်မျက်နှာထားဖြင့်လက်ကပြပြီးတခုခုပြောရန်ပါဇက်ဟသည်လွန်ဆက်ကပြုံးလျက်ဆောင်းကိုသူ့ရှိကစာအုပ်ပေါ်သို့ခက်ပြေပြေဖြန့်ပြီးတင်ပေးလိုက်သည်ဒီဆောင်းကိုပွဲကြော်ကြီးအတွက်ဂါရဝလက်ဆောင်လို့ပြောပေးပါနော်ကျမသွားတော့မယ်သူဘာမှမတုံ့ပြန်နိုင်မီလွန်ဆက်လှဲ့ထွက်လာခဲ့သည်ဟေးနောက်မှကောင်လေး၏အတန်းလွန်ဆက်လှဲ့မကြည့်ပါ ပွဲရုံထဲကနေခက်တုတ်တုတ်ပြေးထွက်လာခဲ့သည်အမီကျမရဲ့ပထမဆုံးဈေးရောင်းအတွေ့အကြုံကခါးသီးလိုက်တာလွန်းဆက်လက်လျှော့ချင်းချင်းဖြစ်လာတော့လဲပါလာသည့်ခြီဆောင်တို့ကိုအိမ်ပြန်မတယ်ရအောင် ရောင်းလို့ရရရောင်းရောင်းမရလင်ဖောက်တယ်ပေးခြင်းပေးသို့မဟုတ်လင် ရောင်းဖို့အခက်ရမည်ဟုတွေးလိုက်သည် အမှန်ကတော့အမေလက်မခံနိုင်မှန်းတီးလို့သာကို အမေ့ special လက်ရာခြုံဆောင်နှစ်ထဲကိုမြင်းကြံဈေးလေကောင်မှလူတွေမြင်အောင်ပြပြီးဈေးခေါ်ပြစ်လိုက်ခြင်းသည်ဟောဒီမှာကြည်ကြစမ်းမှာအလှဆုံးဆောင်တွေကျမအမေရဲ့လက်ရာဆောင်တွေဓာတ်ဈေးတွေမတုံးမဲတစ်ပင်တစ်ခေါက်ကနေခက်ခက်ခဲခဲရထားတဲ့တဘာဝစိုးစေးနဲ့စိုးထားတဲ့ခြီဆောင်တွေအပြင်မှာဘဲဆိုင်မှာမှဝယ်လို့မရတဲ့ဒီဇိုင်းနဲ့ခြီဆောင်တွေဈေးများဆုံးပေးနိုင်တဲ့သူကိုကျမရောင်းမယ်။များများလည်းမရဘူး။ဒီနှစ်ထဲပဲရှိတယ်။အဲ့လို ေါ်လိုက်ခြင်းသည် ထိုအတွင်းစိတ်ကို အမေတိလင်ရင်ဘတ်စီတီညင်းညူမလားတစ်သားဂိုက်တန်ဖြင့်ခြေတလုံးသားကိုဆက်ဆက်ပါအောင်ရိုက်မလားအမေပုံမြင်တဲ့ကရုပ်ဆောင်ပစိုးဘလောက်လှတယ်လဲကျမမသိပါဘူးဒါပေမဲ့အမေရဲ့အယောင်ဆုံးခြေဆောင်ကတော့ကျမမြင်ဘူးသမျှထဲမှာအလှဆုံးဆောင်ပါပဲကျမတို့ကရန်ခုံတန်းကစားတော့ဂရီပါကားလေးလုတ်တဲ့ဆောင်ကို နောက်ထပ်ကျမမမြင်ရပါဘူးဒါကြောင့် စပယ်ပွင့်လေးတွေတိတ်လှမန်းသိပေမဲ့အစင်ဒီဇိုင်းကိုအလွတ်မပြောနိုင်ပါဘူး။ဒါပေမဲ့အမေချမ်းတောင်စီမှာမိုးရွာပြီးစမိုးဆက်မကုံတကုံမှာထွက်ပေါ်လာတဲ့တက်တန်ကြီးလိုလှတဲ့တက်တန်ဆောင်အစင်ကိုတော့ကျမကောင်းကောင်းအလွတ်ရပါတယ်။အမေဆေးဆိုးမဲ့ဆေးအိုးကိုကြိုတာကအစကျမကူခဲ့တာကိုလွန်ကြီးကအဲ့ဒီဆောင်ကိုတက်တန်ဆောင်တဲ့နမီပေးတယ်။အဖေကအဲ့ဒီနမီကိုဆောင်နဲ့လိုက်လွန်းလို့တဲ့ ျမကအဲ့ဒီဆောင်ကိုမိုးဆက်တက်တန်လို့ပဲခေါ်ခြင်းနဲ့မိုးဆက်လေးတွေကိုဆောင်ဒီဇိုင်းထဲမှာကျမပဲမြင်တတ်လို့လေအမေလက်ရာရက်ကန်းထဲကိုလွန်းဆက်လောက်ဘသူများတတ်မိုးထားနိုင်ပါမလဲဟုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြရစီနော်နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ